င်္ဂလာပါခင်ဗျရေကုန်ခစ်တက်ကနေဒီနေ့လည်းကင်းတရင်တွေကိုတင်ဆက်ပေးပါမယ်အဂျမ်ဖက်စစ်ကောင်စီကရှေ့တန်းရောက်စစ်မှုရန်တပ်သားအစ်စ်တွေကိုတိုက်ပွဲအတွင်းတည်သွားရင်အထက်အရာရှိတွေရဲ့ခွင့်ပြုချက်မရပဲမိသူကမှကြံ့ရည်သူမိသားစုတွေစီအတိပေးအကြောင်းကြားတာတွေမလုပ်ဖို့အမိန်ထုတ်လိုက်ပြန်ပြီရှေ့တန်းရောက်စစ်မှုရန်တပ်သားအစ်စ်တွေရဲ့ဖုန်းတွေပါသိမ်းယူထားတဲ့အပြင်ဖုန်းအုံပြုတ်ခွင့်လည်းပိတ်ပင်ထားတယ်ဆိုပါတယ်ရှမ်းမင်းကညောင်ရွှေမြို့နယ်မှာအကြပ်ဖက်စကောင်စီတက်တဲ့တော်လိုင်းပူပေါင်းတက်တွေကြားတိုက်ပွဲဖြစ်ပေါ်မှုအတွင်း ်ရှေ့ကောင်စီဘက်ကတည်တဲ့သူတွေတော်တော်ကိုများတဲ့အပြင်စစ်တပ်လက်အောက်ခံ PNU အဖွဲ့ဝင်၄ဦးကိုပါလက်နက်တွေနဲ့အတူတော်လိုင်းရင်တပ်တွေကအရှင်ဖမ်းဆီးရမိထားတယ်ဆိုတဲ့သတင်းပါဝင်ဒီနေ့လည်းကင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းကတော့အချမ်းဖတ်စစ်ကောင်စီကရှီတိုင်းအောင်စစ်မှုထမ်းတပ်သားအစ်စ်တွေကိုတိုက်ပွဲအတွင်းတည်သွားရင်အထက်အရာရှီတွေရဲ့ခွင့်ပြုချက်မရပဲ မိသူကမှကြံရည်သူမိသားစုတွေစီအတိပေးအကြောင်းကြားတာပြီးမလုတ်ဖို့အမိန်ထုတ်လိုက်ပြန်ပြီရှေ့တန်းရောက်စစ်မှုထမ်းတပ်သားအစ်စ်တွေရဲ့ဖုန်းတွေပါတင်းယူထားတဲ့အပြင်ဖုန်းအုံပြုတ်ဝင်လဲပိတ်ပင်ထားတယ်လို့စစ်တပ်သတင်းအရေးမြစ်ကရန်ကုန်ခေတ်တစ်ကိုပြောပါတယ်လက်ရှိမှာချက်ဖက်စကောင်စီဟာသူတို့ရဲ့စစ်မှုထမ်းအပစင်တွေကတပ်သားအစ်စ်တွေကိုနိုင်ငံတော်ကရှေ့တန်းစစ်မြေပြင်တွေစီအတုတ်လိုက်အတုတ်လိုက်ဆေးလွတ်နေတဲ့အပြင်အဲ့ဒီစစ်မှုထမ်းတပ်သားအစ်စ်တွေကိုတိုက်ပွဲအတွင်းထေသွားရင် အထက်ရရှိတွေရဲ့ခွင့်ပြုချက်မရဘဲမိသူကမှကျန်ရဲသူမိသားစုတွေစီအတိပေးအကြောင်းကြားတာမျိုးမလုပ်ဖို့စစ်တပ်ကတက်တွင်းအမိန်ထုတ်ထားပြန်တယ်ဆိုပါတယ်လက်ရှိမှာစစ်ကောင်စီဟာသူတို့ရဲ့စစ်မှုန်တတအစ်စ်တွေကိုရခိုင်ကချင်ကရင်ချင်းဘကိုးကင်းဒီရှမ်းမြောင်မကွေတင်းသားကြီးစကိုင်းနဲ့မန္တလေးတိုင်းအတွင်းကစစ်မြေပြင်တိုက်ပွဲတွေစီဇက်တိုက်ကိုပို့နေပြီအဲ့ဒီတိုက်ပွဲတွေမှာလည်းစစ်မှုန်တတအစ်စ်တွေတိုက်ဆုံမှုဟာတော်တော်ကိုများပြားနေရမှာ စစ်ကောင်စီကမိသားစုတွေစီအကြောင်းမကြတာကြောင့်တိတ်ဆုံးတဲ့သူတွေနဲ့နှိစက်တဲ့တက်တွင်းမိတ်ဆွေတွေကပဲအကြောင်းကြားပေးတာတွေလုပ်နေတဲ့အတွက်စစ်ကောင်စီကအဲ့ဒီလိုအကြောင်းကြားတာတွေကိုသူတို့ခွင့်ပြုချက်မရဘဲမလုပ်ဖို့အတိထက်မှန်ပိတ်ပင်လိုက်ပြန်တာဖြစ်တယ်လို့စစ်တပ်သတင်းအရင်းမြစ်ကပြောထားပါလေလက်ရှိမှာလည်းအကြံဖက်စစ်ကောင်စီကရှေ့တိုင်းရောက်စစ်မှုထမ်းတပ်အသစ်တွေရဲ့မိုဘိုင်းဖုန်းတွေကိုသိမ်းယူထားပြီးဖုန်းအုံပြုတ်ွက်မှာပိတ်ပင်ထားတဲ့အတွက် ရှင်းတန်းရောက်နေတဲ့စစ်မှုထမ်းတပ်တစ်တွေဟာသူတို့ရဲ့မိဘဆွေမျိုးတွေနဲ့လုံးဝအဆက်အသွယ်ပြတ်တောက်မှုတွေပါရှိနေတယ်လို့လည်းသိရပါတယ်ခင်ဗျာတစ်ဖက်မှာတော့ရှမ်းပြည်နယ်ကညောင်ရွှေမြို့နယ်မှာအကြပ်စစ်ကောင်စီတပ်နဲ့တော်လန်ကြီးပူးပေါင်းတပ်တွေကြားတိုက်ပွဲဖြစ်ပွားမှုအတွေ့စစ်ကောင်စီဘက်ကသေတဲ့သူတွေတော်တော်ကုန်များတဲ့အပြင်စစ်တပ်လက်အောက်ခံ PNO အဖွဲ့ဝင်၄ဦးကိုပါလက်နက်တွေနဲ့အတူတော်လန်ကြီးတပ်တွေကအရှင်ဖမ်းဆီးရမိထားတယ်လို့အင်းလေး PD တပ်ဖွဲ့ရဲ့တာဝန်ရှိသူတို့ကရန်ကုန်ခေတ္တကိုပြောပါတယ်ဖြစ်စဉ်ကတော့ဖေဖော်ဝါရီလ16ရက်နေ့ကပဲ ရောင်ရွှေမြို့နယ်အင်းလေးဒေသရေပူကျေးရွာအနီးဝင်ရောက်လာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်နဲ့စစ်တပ်လောက်ကမ်ပီယံတို့အဖွဲ့တွေကိုတော်လန်ရေးပူပေါင်းတပ်တွေကတိုက်ခိုက်ချေမှုရမှာတိုက်ပွဲဖြစ်ပွားခဲ့တယ်ဆိုပါတယ်အဲ့ဒီလိုတိုက်ခိုက်မှုအတွေ့စစ်ကောင်စီဘက်ကတည်တဲ့သူတွေလည်းတော်တော်ကိုများတဲ့အပြင်စစ်တပ်လောက်ကမ်ပီယံတို့တပ်ဖွဲ့ဝင်၄ဦးကိုပါလက်နက်တွေနဲ့အတူတော်လန်ရေးတပ်တွေကအရှင်ဖမ်းဆီးရမိခဲ့တယ်လို့အင်းလေးပီဒီတပ်ဖွဲ့ရဲ့တာဝန်ရှိသူတို့ကပြောထားပါတယ်ခင်ဗျအခုတခါမကွေးတိုင်းဘက်မှာလေ ပခုတ်ကူမျိုးအမှတ်3ရက်ကွက်ကအောင်ချမ်းသာကွက်တင်မှာဂျပန်စကောင်စီတက်ရဲ့ဆစေးရေးဂိတ်ကိုတော်လန်ရေးပူပေါင်းတပ်တွေကဝင်ရောက်တိုက်ခိုက်မှုအတွေ့ကိစ္စကမ်းမရှိနေတဲ့အုတ်ချုပ်ရင်းမှုရဲ့တားပြစ်သူပြူစောတီဖိုးခွာအပါဝင်ပြူစောတီ၃ကတော့အသီးသီးတိတ်ကုန်ကြပြီလို့ရွှေညာမြေပီတီတပ်ဖွဲ့တာဝန်ရှိသူတို့ကရန်ကုန်ခေတ္တကိုပြောပါတယ်ဒါကတော့ဖေဖော်ဝါရီလ15ရက်နေ့ကပဲပခုတ်ကူမျိုးအမှတ်3ရက်ကွက်ကအောင်ချမ်းသာကွက်တင်မှာပြည်သူ့စီကနေမတရားဆက်ချင်းငွေတောင်းခံနေတဲ့အကြမ်းဖက်စကောင်စီတက်ရဲ့ဆစ်ဆေးရေးဂိတ်ကို တော်လန်ရေးပူပေါင်းတပ်တွေကအနိကက်ကိုဝင်ရောက်ပစ်ခတ်တိုက်ခတ်ခဲ့တယ်ဆိုပါလေအဲ့ဒီလိုတိုက်ခိုက်မှုအတွင်းစစ်စေးဂိတ်မှာစစ်ကောင်စီတပ်သားတွေနဲ့အတူရှိနေတဲ့အုတ်ချုပ်ရင်းမှုရဲ့တာဖြစ်သူပြူစောတီဖိုးခွားအပါဝင် ပြူစောတီသုံးဦးကတော့နေရာမှာရင်ပြစ်လဲပြီးအသီးသီးတိတ်ကုန်ကြပြီးတဲ့နောက်အဲ့ဒီပြူစောတီတွေရဲ့မသားလောင်းတွေကိုပခုတ်ခုစိတ်ယုံပတ်ချက်ချင်းတည်သွားကြတယ်လို့လေရွှေညာမီ PDF တပ်ဖွဲ့တာဝန်ရှိသူကပြောထားပါတယ်ခင်ဗျဒီတခါဒင်းလိုက်တိုင်းပတ်မှာတော့ ရင်းသာမြို့နယ်အတွင်းမှာတိုက်ပွဲတွေပြင်းထန်နေပြီးအကြပ်ဖက်စကောက်စီတပ်ကတိုက်ပွဲတွေမဆိုင်တဲ့ရဲသားပြည်သူတွေနေထိုင်ရာတိမ်ခွန်းနဲ့ညောင်ပင်ခွင်းကျေးရွာတွေကိုပါလေနဲ့လာပြီးဘုံကျက်တိုက်ခိုက်မှုကြောင့်နေအိမ်အများပြားမိတော်ပြချတ်သွားခဲ့ရတယ်လို့ဘိတ်ခန်ပြည်သူကာကွယ်ရေးပူးပေါင်းစစ်ကြောင်းတည့်ရဲ့တာဝန်ရှိသူတို့ကရန်ကုန်ခေတ်တွေကိုပြောပါတယ်။ဒါကတော့ဖေဖော်ဝါရီလ18ရက်နေ့ဖြစ်တဲ့မနေ့ကပဲအကြပ်ဖက်စကောက်စီတပ်ဟာတိုက်ပွဲနဲ့မဆိုင်တဲ့ဒင်းသာရီမြို့နယ်တဲကတိမ်ခွန်းနဲ့ညောင်ပင်ခွင်းကျေးရွာကိုရေရွက်ချက်ရှိရှိလေနဲ့လာပြီးဘုံကျက်ဖျက်ဆီးသွားတယ်ဆိုပါတယ်။ ဲ့ဒီလိုကျန်ပစစ်ကောင်စီရဲ့လင်းနဲ့ဘုံကျဲမှုကြောင့်ဂျီရော်တဲကနေအိမ်တွေလည်းအများပြမိလောင်ပြချခဲ့ရပြီးပြည်သူတွေကတော့အချိန်မီတိတ်ရှောင်နိုင်ခဲ့သလိုနေအိမ်ဘလောက်ထိမိလောင်သွားနေဆိုတာမသိရသေးပေမဲ့အရေးအတွက်ကတော့တော်တော်ကိုများထားတယ်လို့ဗိခံပြည်သူကာကွယ်ရေးပူးပေါင်းစစ်ကြောင်းတည့်ရဲ့တာဝန်ရှိသူတို့ကပြောထားပါတယ်။တဖက်မှာလည်းတင်းသာရီမြို့နယ်အတွင်းမှာအချက်ပစစ်ကောင်စီတပ်နဲ့တော်လှန်ရေးပူးပေါင်းတပ်တွေကြားတိုက်ပွဲတွေဇက်တိုက်ကိုအပြင်းထန်ဖြစ်ပွားနေတယ်လို့သိရပါတယ်ခင်ဗျ။ ओके okay. ठगारो